မြန်မာ Novel Channel ကိုအစဉ်တစိုက်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Channel လေးရနေပြီးတော့ပရလောကနဲ့ဂမယဇလန်ကောက်လေးတို့ကိုနေ့စဉ်ရွေးချက်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလန်လေးကစာရေးဆရာထမန်တောင်ကိုရေးသားထားတဲ့စောရမင်းကောင်နဲ့ဗာကြီးမုံနဲ့မကြီးအောင်ဇလန်လေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။အချိန်ခါမဟုတ်ပါဘဲမိုးကရွာသွန်းလို့နေတယ်။ မင်းကောင်တို့တုံးအောင်ဟာတောင်ငူမြို့ကနေထွက်လာကြပြီမြို့ငယ်ကလေးတွေစီကိုဖျက်တမ်းလို့ပြင်းမနာစီကို ရောက်လာခဲ့ကြပါတယ်မြို့ဟာအတော့စီကတာယာလွန်လာတယ်မင်းကောင်တို့လည်းမြို့ပြရဲ့အခြေအနေအရရက်ကိုရောက်တော့ရောက်ခိုင်းလှဲ့လှဲ့ပြီးကြည့်မိကြတယ်ဂျင်းကမြို့ပြရဲ့ခိုင်မာတဲ့အခြေအမြစ်တွေကိုကြည့်ရှုပြီးတမိုင်းเจ้าကိုတည်လို့လာကြတယ်ဒီအတွက်မင်းမြတ်ကြည့်ဖို့ရာအစ်စ်ပြေနိုင်လောက်မဲ့နေကန်လူကိုရွေးချယ်ကြည့်မိတယ်မင်းလည်းမင်းမိကြတယ် အတော်များများကတော့အလုံးမရှုပ်ချင်တာလားတကယ်ပဲမသိတာလားမပြောတတ်မသိဘူးလို့သာပြောကြတယ်လင်းငါးဆယ်ယောက်မကမင်းမီးလို့အဖြစ်ကိုမရတော့မင်းကောင်တို့လက်လျှော့တော့မလို့တွေးကြတဲ့အချိန်ဖြတ်သွားဖြတ်လာရင်နဆုနှစ်ဖြာကြမိတဲ့လူတစ်ယောက်ကသူ့ရဲ့အနာကိုရောက်လာခဲ့ပါတယ်။နောင်ကြီးတို့ခေါ်တဲ့အကြောင်းမင်းကောင်တို့လှည့်ကြည့်လိုက်ကြတယ်။တစ်ဖက်ကလူကရီရီမုံမုံနဲ့သူ့ကိုကြည့်နေပြီး ခမရတော့အခုနဒီမြို့အကြောင်းကိုမင်းမြတ်နေတာကြားမိလိုက်လို့မင်းကောင်တို့လည်းဝမ်းသာသွားကြတယ်ဒေတန္တရဘဟုသူတတခုအဖြစ်ရောက်တုံးရောက်ခိုက်သူတို့မှတ်သားသွားကြင်ကြတယ်လीဟုတ်တယ်ဗျဒါပေမဲ့ဒီအလူတော်တော်များများမသိဘူးလို့ပဲပြောနေကြတယ်음ဟုတ်မှာပေါ့သူတို့တွေကထူအလုံးတော့ဦးတကယ်ဆိုရင်ကို့မြို့အကြောင်းတော့ကို့တိတိနဲ့မဟုတ်ဘူးလားဒါပေါ့ဗျာဒါပေါ့ဥပါထူကပြောလိုက်တယ် ဒီခိုက်တာနောဝန်တာအာရနဲ့ဒီလိုပြောပုံကဒီအောင်ကြီးကတော့တည်တယ်ထင်တယ်နော်ကြောက်လည်းမသိဘူးဗျဒါကြောင့်ကြောက်ကိုတာလဲငထုငါအအဖြစ်သတ်မှတ်ထားတယ်ဟောဗျမင်းကောင်တို့ရီရခက်ခက်ငိုရခက်ခက်တစ်ဖက်ကလူအားဆက်ပြောလာတယ်ဒါပေမဲ့ဒီမျိုးအကြောင်းကိုသိတဲ့သူရှိတယ်ဗျသူ့ဘယ်မှာနေတယ်လဲဆိုတာကြောက်သိတယ်ဟုတ်လားဒါဖြစ်လဲလမ်းညွန်ပြပါဦးဗျလမ်းညွန်တင်မဟုတ်ဘူး လိုက်ပါပို့ပေးမယ်ဗျ။ဒါဆိုရင်တော့ပို့ကောင်းတာပေါ့ဗျ။လိုက်ဖို့ကတော့နှစ်ရူပီပေးရမယ်နော်။ဟာအခကျင်းနဲ့လား။အခကျင်းနဲ့ပေါ့ဗျ။ဘာလို့လဲ။ခမရတို့ကမပေးနိုင်လို့လား။ပေးနိုင်ပါတယ်ဗျ။ဒါပေမဲ့စေတနာတီးတဲ့နဲ့ကုညီတဲ့ထင်တာ။음စေတနာကောင်းရင်ကန့်ကောင်းတယ်လို့ကျုပ်ကတော့ကြားဘူးတယ်။ဒါပေမဲ့ဗျာလက်ရှိအခြေအနေမှာတော့စေတနာဆိုတာဝမ်းရည်လောက်အရေးမပါတော့ဘူးဗျာ။ ပြီးတော့သူတို့နေရာတွေကဒီနဲ့နည်းနည်းလန်းတယ်။ဥပတော်ကဆက်မပြောတော့ဘူး။နှုတ်ရူပြီးထုတ်ပေးလိုက်တယ်။ကဲလိုက်ဖို့ချေတော့ဗျာ။ဒါဆိုလဲလိုက်ခဲ့ကြ။ဒါနဲ့ခမားနမေကကျုပ်နမေကကံမြင်းနဲ့ကံမြင်းဆိုတဲ့လူကသူ့နမေပြောပြရနဲ့အရှိရနဲ့လှက်ထွက်သွားလိမ့်တယ်။မင်းကောင်တို့လည်းအနောက်ကနေလိုက်ခဲ့ကြတယ်။စိတ်ထဲမကြည်မလင်ဖြစ်သွားရတော့ကံမြင်းဆိုတဲ့လူတော့စကားမပြောဖြစ်ကြတော့ဘူး။တနေရောင်ရောက်တော့ အရှိရသွားနေတဲ့ကံမြဘိမုံတဲ့စီရနဲ့ဘိမုံအများအပြားဝင်းဝဲတယ်ပြီးတော့ဘိမုံအထုပ်ကိုကန်ပြီးလမ်းအတိုင်းဆက်သွားတယ်အတော်ကြာကြာသွားပြီးတော့မြို့ရဲ့အစွန်ဘက်နေရာကိုရောက်လာခဲ့ကြပါတယ်နေရာအငွေ့တက်ကမြို့ပြအရေးစီမှာပဲဆိုပေမဲ့တက်တီးတခြားဆန်လာတယ်နေရာတိုင်းမှာကလေးတင်ငယ်တွေရှိနေတယ်နေရာတိုင်းမှာအဆုပ်ပြက်အမိုက်တွေရှိနေတယ်ကံမြကိုမြင်တာနဲ့ကလေးတွေကစူဝေးရောက်ရှိလာခဲ့တယ်ကလေးတွေတော်တော်များလာတော့ကံမြက ကဲကဲကဲဒီနေ့ကတော့မင်းတို့အတွက်ဘိမုတ်ပါလာတယ်ကွယူကြစားကြကလေးတွေကပျော်ရွှင်ပြီးဟိတ်ကနဲ့အော်ဟစ်ကြလေတယ်ကံမီကတော့ရီမော့ပြုံးရှင်စွာနဲ့ကလေးတွေစီကိုဘိမုတ်နေဝေပေးတယ်ကလေးတွေအားလုံးဒီပါဝေလို့ပြည့်စည်တဲ့အချိန်ကျတော့ဘိမုတ်နှစ်ခုကိုကံမီကလေးတွေကိုကြည့်ကအဖောင်းမောင်ဘယ်မှာတော့ကွဟိုဘက်ကကံမငါများနေတယ်လေကိုကြည့်ကအော်အေးအေးအေးတော်တော်မင်းတို့တားကစားကြတော့ရမဖြစ်နဲ့နော် ဟုတ်ကဲ့ပါဗျကလေးတွေပြေးထွက်သွားတော့ကံမြရရကြည့်နေကြတဲ့မင်းမောင်တို့စီကို ရောက်ရှိလာတယ်။နောင်ညို့ရီအပေါင်းမောင်စီကိုသွားကြစို့ကံမြရခြေလန်းစားတယ်ဆိုပေမဲ့မင်းမောင်တို့ကတော့ရက်နေမြက်ရက်နေရင်းကခမရဒီကိုအမြဲလာနေကြပဲလားလာနေကြတော့မဟုတ်ဘူးဗျကျုပ်ကဒီမှာပဲနေတာဟင်ခမရဒီမှာနေတာဟုတ်လားဟုတ်တယ်လေဘာဖြစ်လို့လဲဒါနဲ့များဗျာ ခမားနေတဲ့နေရာပါလို့အစိုးကလေးကပြောရော့ပေါ့။ဩစကားမဆက်မိလို့ပါဗျာ။ကျုပ်ကဒီကနေပြီးတော့မြို့ထဲမှာအလုံးလုံးတဲ့လေ။ဩကဲအဖမုံစီကိုသွားကြစို့။ကမင်းကအရှိရသွားတော့မင်းကောင်တို့အနောက်ကနေလိုက်လာခဲ့ကြတယ်။တဲရီလိုတော်မမီနိုင်တဲ့နေရာလေးတွေခြားတဲ့ကနေဖြတ်တန်းပြီးတစ်ဖက်ကကမောင်ကြီးစီကိုတက်ကြရတယ်။ကမောင်ကြီးတိုင်းဆက်တက်လာတော့တနေရာကသစ်ပင်အရေးအောက်မှာ ငါးများတဲ့တစ်ချောင်းနဲ့ငါးများနေတဲ့အသက်80ကျော်အရွယ်အဖိုးကြီးတစ်ယောက်နဲ့အလွန်မောက်ချောင်းမော်လှပလွန်နဲ့အသက်18နှစ်လောက်သာရှိအောင်မဲ့မမေငယ်တစ်ယောက်ကိုတွေ့ကြရတယ်။အဲ့ဒါကဘာကြီးမုံပဲ။သူကဘ ഹു သူတ္တရာမှာတော်တော်ဆုံနေတယ်။ခမရတို့တိလိုတာတွေသူ့စီမင်းမြန်လို့ရတယ်။အင်းသူနဘေးကမင်းကလေးရတော့မချေးအောင်နဲ့ဘာကြီးမုံရဲ့တူရဲ့တော့မြင်းမလေးမချေးအောင်ကမျက်စိမမြင်ဘူးလှတာတော့တိတ်လှတယ် ။ကမြင့်ပြောတော့မင်းကောင်တို့စိတ်မကောင်းဖြစ်မိကြကမင်းမငယ်စီကိုလှမ်းကြည့်မိကြတယ်။ပန်းတို့ရောင်ပိတ်ဆငယ်ကိုခေါင်းစိမ်မှာတိုင်းလို့စီးညောက်ထားတဲ့မင်းမငယ်ရဲ့အသွင်ကတကယ့်ကိုနှစ်လို့ဖွေရအချင်းနဲ့ပြည့်စုံလို့နေတယ်။ကမြင့်ကရှစ်ဆက်လန်းတော့မင်းကောင်တို့လည်းအနောက်ကနေလိုက်ကြတယ်။သူတို့အနားရောက်တဲ့အချိန်ကျတော့မကြီးအောင်ကစီးကျူကနဲ့အကိုကမြင့်ရောက်လာပြီလား။ဟင်ရောက်ပြီမကြီးအောင်ဒီတစ်ခါဘဲရဘလို့ကြိုတိနေပြင်ရတာလဲ။ သိတာပေါ့မတေးဦးစီမှာတာမန်မျက်စိနဲ့မဟုတ်တဲ့နည်းမျက်စိရှိရလေအဲ့တဲ့တွေလည်းပါလာတယ်မဟုတ်လားကံမြင်ကရီလိုက်ပါတယ်ပြီးတော့မတေးအုံကို ရှွွှွှန်ဆဆကြည့်ပြီမတေးအုံရဲ့အထောက်တော်လေးများလာသွားခဲ့ပြီထင်တယ်အမှန်ပါပဲကံမြင်နဲ့မတေးအုံတို့အပြန်အလှန်ပြောင်းရင်းရီမောနေကြတယ်မင်းကောင်တို့ကတော့ရီမောနေတဲ့မတေးအုံကိုအမှတ်တမှတ်ငေးကြည့်နေမိတယ်ဒီခိုက်ဖာကြီးမောင်ကကံမြင့်ကိုလှည့်ကြည့်လာပြီး မောင်ကန်ပြားပါကြီးမင်းလောအားကရိနဲ့မုံနေဝဲလာပြဲ့နေဆိုဟုတ်ကဲ့ပါကြီးထုံးလေးတို့ကျေးခဲ့လိုက်တယ်ဘာကြီးနဲ့မကြီးအောင်အတွက်တော့တခုစီယူလာခဲ့တယ်မင်းနဲ့ကွဲအကုန်အကြရှာလို့အိုးအဲ့လိုတော့ဘယ်ဟုတ်ပါမလဲဗျဒီကကလေးတွေကို ကျုပ်ကတိမ်ဟောစေရှိနေလို့ပါ။อืม။ဘာကြီးမောင်ကဘာမှမပြောတော့ဘူး။ကံမြက်လဲဘာဆက်ပြောရမှန်းမသိတော့ငြိမ်သွားရတယ်။ မင်းကောင်နှူအားဆိုရင်ပိုဆို့ပေါ့ဒီအချိန်ကြီးကိုအမတ်ကြီးအုံကဝင်ထိန်လိုက်တယ်ကိုကအဲ့တရီလဲပါလာတယ်ဆိုဘဲအတွက်ကြောင့်ရောက်လာတဲ့သူတွေလဲဩဟုတ်သားပဲအဲ့တရီကဘာကြီးစီကိုလာကြတာကျောက်စီကိုဘဲရများလဲကွစကားရပါပါကြီးခီးသွားရေးအပြန်ဒီမျိုးရောက်တော့လူနေစီကားတော်မျိုးအကြောင်းလဲစိတ်ဝင်စားမိလာလို့ပါပါကြီးဥပထူကပြောလိုက်တယ် ။ဗာကြီးမောင်ကခေါင်းကိုညှိ့ပြီ။음။ဒီမျိုးလေးအเจ้าကစိတ်ဝင်စားမယ်ဆိုရင်လေစိတ်ဝင်စားလို့ရလေရဲ့။စိတ်ဝင်စားဘူးဆိုလေစိတ်ဝင်စားလို့ရလေတယ်။ဗာကြီးရဲ့စကားထူးဆန်းလာကြည်လား။ဘလို့ကြတော့ဆိုတာပြောပြပါအောင်ဗျာ။ဒီမျိုးဗမာဘရင်နဲ့လက်ထက်ကလေးကဥရှိတော်ဦးစီးတဲ့လူကိုဦးကစင်းတို့တော်ကိုစုံတဲ့အတူတူစတဲ့တီထောင်းနေ။နင်းကျန်လို့ခေါ်တယ် နေကျန်စနစ်မြို့ထဲမှာအစီကားဆုံးမြို့လို့သတ်မှတ်တယ်။ဗြင်မနာဗြင်မနာဆိုပြီးတော့လဲခေါ်ကြတယ်ကွ။ဟုတ်ကဲ့ဗြင်မနာကနေစပြီးပြောမယ်။ဗြင်မနာဆိုတာတော့တောင်ကိုအဆိုးတဲ့ကရင်ဘတ်ဟာတမိမထွန်းကားတာမို့ဗြင်မဆိုတဲ့ကရင်မလေးကိုမွေးစားလိုက်တယ်။ဗြင်မအရွယ်ရောက်တော့လက်သမားတယောက်နဲ့ခွေရလိုက်ပြီးတယ်။ကရင်ဘတ်ကဒေါသထွက်ပြီးတော့သူ့ရဲမက်တွေနဲ့လိုက်စီတာမှာဒီရဲမှာဗြင်မတို့နားနေကြတော့မိသွားခဲ့တယ်။ ဒါကြောင့်ဘင်းမနာပေါ့။နောက်နင်းချန်းဆိုတဲ့နာမည်ကိုလက်လိုက်ချောင်းလို့ခေါ်တဲ့ငလက်ချောင်းဝါကြခင်းနဲ့ဖြစ်နေမိသွားတာကြောင့်အဲ့ဒီအမိတွင်နားလို့သိရတယ်။နင်းချဲအတွက်တခြားသောအကြောင်းတွေလည်းရှိသေးတယ်။ထားပါတော့ဒါဟုတ်ကဲ့။နေချန်မျိုး၁၂မျိုးဆိုတာတော့မဟာတက်ဂရိတ်1234အင်္ဂလိပ်တွေကဗမာပြည်ကိုဒုတိယအကြိမ်သိမ်းယူတယ်။အဲ့ဒီမှာကေတုမနီ55မျိုးထဲမှာ12မျိုးချံပြီးပေးအပ်ရတယ်။ နေချာကြောက်တိုင်ကိုရင်းနှီးမျိုးစီမှာစိုက်ထူတယ်။ကြည်ရတဲ့ဆက်နှမျိုးတော့နေချမ်းလိုတတ်မှတ်တာပေါ့။နေချမ်းမျိုးတွေကတော့တောင်ညိုဝါနယ်ကုန်းမင်းပြင်းရာအောင်မြင်းဝကမှုတက်တက်တဝင်ဇေယသိန်ရှင်မျိုးနင်းချမ်းပြမနာပြီးတော့ပြကောင်းတဲ့ချီတောင်ခေါမတို့တွေပေါ့ကွယ်။ဒီမျိုးတွေတဲကမှနင်းချမ်းမျိုးကလူသူအစီကားဆုံးဖြစ်ရတယ်ကွယ်။နောက်ခါမှမြင်းချမ်းနဲ့နင်းချမ်း အင်္ဂလိပ်တပ်ပုံမှာစစ်တူနေတဲ့အတွက်ကြောင့်စာပေးစာယူဒီကိစ္စမှာလွဲမကြတယ်။ဒါကြောင့်လဲနင်းကြားနဲ့ပြင်မနာလို့အမိပြောင်းနေ။မြို့စီမှာအင်္ဂလိပ်ယုံနဲ့အခြေဆိုင်ကြတယ်။ဒါပါပဲ။ဗာကြီးမုံကပြင်မနာမျိုးအကြောင်းကိုညီကုန်းချုပ်လိုက်လိမ့်တယ်။ထိုးထွေတဲ့တမိုင်းကြောင်ကိုရှိသေးလားဗာကြီး။ရှိတော့ရှိမှာပေါ့။ဗာကြီးမုံကမတိမကျဖြည့်ပြီးတော့တပြင်းရှိကြီးကိုချလိုက်တယ်။ဗာကြီးမုံကိုကြည့်ရတာစင်မကောင်းစရာတမိုင်းကြောင်တစ်ခုအတွက်နင်းနေနေပုံပဲ။ လူကဲခဲမညံ့တဲ့ဥပါထူတို့လေဒီအတွက်ကြောင့်ထက်မမေးတော့ဘူး။ကဲသိချင်တာလဲသိပြီးပြီဆိုတော့ဘာကြီးမောင်တော့ကိုငွေတချို့ဂါရဝပြုတ်ခဲ့ပြစေ။음တာထုတာထုတာထုဥပါထူတို့ထပ်ပြန်လာခဲ့တယ်။သုံးရစလုံးရဲ့စိတ်ထဲမှာတော့ကိုမျိုးရဲ့အကြောင်းကိုပြောပြသူဘာကြီးမောင်တယောက်ဂုံယူကြည်ပြဟန်မရှိတော့ကိုတရီထားမိကတွေးနေမိကြတယ်။ဘာကြီးမောင်ရဲ့ပုံစံအတမျိုးပဲနော်။ ဟုတ်တယ်ကွတစုံတစ်ခုအတွက်ကိုခြေကွက်ဝမ်းနဲ့နေတယ်လို့ပဲသူ့ရဲ့အတိတ်မှာဒီမျိုးနဲ့ပတ်သက်ပြီးတော့အကြောင်းတစ်ခုခုရှိနေလို့နေမှာပေါ့အင်းပေါ့ဒီလိုပဲဖြစ်မှာပါသုံးယောက်သားစကားပြောရင်ထွက်လာကြတော့အနောက်ကနေခြေတံကို ကြားလိုက်ရတယ်လှည့်ကြည့်လိုက်တော့ကံမြင့်တယောက်သူ့အနောက်ကိုပြေးလိုက်လာခဲ့တယ်မင်းကောင်တို့လည်းရက်ဆောင်လိုက်ကြတယ်ကံမြင့်ကအနားရောက်လာတော့ရီရှင်နဲ့မျက်နှာထားနဲ့ကဲဘလို့လဲနောင်ကြီးတို့ ကြားချင်သိချင်တာတွေသိခဲ့ရပြီလားသိခဲ့ရပြီဆိုတော့อืมနောင်ကြီးတို့သိချင်တာသိခဲ့ရပြီဆိုတော့ကျုပ်လည်းဝမ်းသာမိပါတယ်ဗျာอืมဥပါထူတယောက်ကတော့အင်တလုံးဖြူလို့တုံ့ပြန်လိုက်တယ်ဒါကိုကမြရတတိထားမိပြီခမရတို့ကြည့်ရတာဗာကြီးမုံရဲ့အပြောအဆိုတွေပုံစံတော်တွေကြောင့်စိတ်ထဲစနိုးစနောက်ဖြစ်နေတယ်ထင်ပါရဲ့ဗာကြီးမုံကအဲ့ဒီတိုင်းပဲဗျတကယ်တော့သူ့ဘွား အတိတ်မှာကြေကွဲစရာတွေနဲ့ဖြစ်နေနေခဲ့တယ်ဗျဘလို့ကြောင့်လဲတာနောကဝင်မင်းလာတယ်ကံမြဒီအကြောင်းတွေကိုပြောမယ်ဆိုရင်တော့ကျုပ်တို့အေးလို့လူရှိမဲ့တဏှာစီသွားမှထင်တယ်နော်နှစ်ရူပီပေးရအောင်မလားကံမြစကားခေါ်တယ်လို့ပြောနေတာကြောင့်တာနောကအရှိရစကားပိတ်ပြောလိုက်တယ်ကံမြရီမောလိုက်တယ်မပေးရပါဘူးဗျအခုနှစ်ရူပီတောင်းတယ်ဆိုတော့ကလေးတွေကိုမဝယ်ကျွေးဖို့နည်းနည်းလိုနေလို့ပါ ်ခမ ्या အဲ့ဒီကလေးတွေကိုအမျက်ဝဲကျွေးနေကြလားဟွန်းဟုတ်တယ်အဲ့ဒီကလေးတွေကဘာကြီးမုံဝင်းစားထားတဲ့မိဘမဲ့ကလေးတွေလေသူတို့လေးတွေအတွက်ကိုကျုပ်ကအမြဲတမ်းဝဲကျွေးဖြစ်တယ်ကမ်းမင်းရဲ့စကားကြောင့်မင်းကောင်တို့ကိုဘာကြီးမုံရဲ့နောက်ကျောင်းကိုပုံမူသိကျင်လာခဲ့တယ်ကိုကမင်းဘာကြီးမုံအကြောင်းကို ကျုပ်တို့စီပြောပြဗျာခမ ्या တို့သိကျင်နေတာပဲဗျဘာကြီးမုံစီကသိခဲ့ရတဲ့အရာတွေကနေပါတော့နှစ်ရူပီးတက်မှာမဟုတ်ဘူး ီတော့တန်ရတန်ချင်းဖြစ်အောင်ကြုတ်ပြောပြပါမယ်။အဖိုးခေါက်အတွက်ကြောင့်သိကျင်တာမဟုတ်ပါဘူးရဲ့မောင်ကံမြင့်ရဲ့။ဟိုတောင်းပန်ပါတယ်ဗျာ။ကျုပ်ကစကားပြောလောဆောသားလို့ပါ။ထားပါတော့လေ။ကဲပါဗျာ။ဒီကနေဟိုးပန်နားမှာကန့်ရှိတယ်။အဲ့ဒီနဘေးမှာပြောပြပါမယ်။မင်းကောင်တို့ဘာမှမပြောပဲကံမြင့်ခေါ်ကနှက်ကိုလိုက်ခဲ့ကြပါတော့တယ်။ငမုံဆိုတာကတော့နေကျန်စစ်မျက်မြို့အပိုင်စားတဲ့နေစားမင်းရဲ့အမှုထမ်းတယောက် သူထမ်းရွေးရတဲ့အမှုကအဖြစ်သားတွေကိုတုတ်တင်ကွက်မြက်ရတဲ့အာနာပကွက်သားအလုပ်ရယ်ဒီအလုပ်ကသူတို့မျိုးရိုးစေဆက်စေကန်းလာခဲ့ရကအခုငမောင်လက်ထက်စီကိုရောက်ရှိလာခဲ့တယ်ငမောင်ကဒီအမှုကိုလှုပ်လို့သူမဟုတ်ဒါပေမဲ့ညင်းဆန်ဖို့အခွင့်မရှိလို့တော့လှုပ်ဆောင်ရလိမ့်တယ်တချိန်တစ်ခါမှာတော့သူဟာအပြစ်သားဖြစ်တဲ့မဲညိုးဆိုတဲ့မမက်ပြိုကိုတုတ်တင်ဖို့ဖြစ်လာခဲ့တယ်တုတ်တင်မဲနေ့မှာမြင်မိတဲ့မဲညိုးရုတ်တရက်ကြီးသူဆွဲလန်းသွားခဲ့တယ် မယ်ညိုကလည်းသူ့လိုပဲဒီလိုအရေးကြောင့်ငမောကမယ်ညိုဥပေတမြေတုံးလို့လွမြောက်စေလိုက်တယ်။နောက်တော့သူကိုယ်ကလည်းအဲ့ဒီနေရာကနေစွန့်ခွာပြီးမယ်ညိုနဲ့အတူတူတုံးနဲ့တခုမှဇက်မြုံနေထိုင်ခဲ့တယ်။ညာနေဆိုတဲ့တမီးလေးတယောက်ထုံကားတယ်။ညာနေလေးကအရွယ်ရောက်လာတော့တိတ်ကိုလှပလောနေ။ငမုံနဲ့မယ်ညိုကလည်းညာနေလေးကိုအလိုအမင်းချစ်ခင်ကြလေတော့လိုလေသေးမရှိအောင်ထားကြတယ်။ဒီလိုနဲ့ညာနေလေးအိမ်နောက်ရက်သားပြုတ်မဲ့ရက်ကိုရောက်လာခဲ့ပါတယ်။ မင်္ဂလာဆောင်ပွဲကျင်းပနေတဲ့အချိန်မှာနေသားမင်းရဲ့ရင်မက်တွေရုတ်တရက်ရောက်လာပြီးတော့ငမုံနဲ့မေညိုဖန်စီခေါ်ဆောင်သွားခဲ့တယ်။မိဘနှစ်ပါးကိုဖန်စီသွားတဲ့အချိန်မှာတော့ညာနေတယောက်တည်းမင်္ဂလာပွဲပြတဲ့သရိုးသမီးအဖြစ်ကျင်းရခဲ့ရတယ်။တစ်ဖက်ကသရိုးသားရဲ့အသားဝဲကလည်းသူယူမဲ့မင်္ဂလာကအာနာပကွက်သားမျိုးဆက်မန်းတီးရတော့ခါးသီးကုန်ကြတယ်။နောက်ဆုံးတော့ညာနေဟာရွာကနေစွန့်ခွာထွက်ခွာရတဲ့အထီအောင်ပါပဲ။တစ်ဖက်ကမိဘတွေဖြစ်တဲ့ငမုံတို့မှာတော့ မန်ယူကအသေးတဲ့ပြက်လက်အပေးခံရပြီငုံမုံကတော့နှစ်ကာလရှီလျားလို့နဲ့ထောင်သွင်းအချင်းချတာကိုခါရတယ်စနေလောက်ကြတဲ့အခါမှာအချောင်းချောင်းချောင်းငုံမုံကထောင်နံကနေပြက်လက်လွမြောက်လာခဲ့တယ်ဒီခါရွာကိုပြန်ပြီးအချောင်းဆောင်တီးတဲ့အခါသမီးဖြစ်တဲ့မြနှင်းကိုနေရအနက်လိုက်လံရှောက်ဖွေတော့တယ်ဒီလိုရှောက်ဖွေလိုက်တာငါးနှစ်လောက်ကြာခဲ့ပြီတနေ့မှာတော့ငုံမုံကမြို့တစ်မြို့ကိုရောက်ပြီးမြနှင်းရဲ့တရင်အစအနာကိုရရှိခဲ့လိမ့်တယ်မြနှင်းက သမီးမင်းကလေးတယောက်ရနေပြီအဲ့ဒီမျိုးမှာပြည့်တစားအလုပ်ကိုလောက်ခံနေတယ်တဲ့ငမုံဟာညာနေရှိရကိုမရမကလိုက်ရှာပြီးသွားခဲ့တယ်ညာနေစီကို သူ့ရောက်သွားတယ်ဒီခါမှာတော့ရင်းနေစရာမြုံငွေးတစ်ခုကိုသူ့မြန်လိုက်ရတယ်ညာနေကယောက်ျားတတိုက်ချာမှာ ပလူနေပြီသူ့ရဲ့နှစ်နှစ်ရွယ်ကလေးလေးကိုတော့အကောက်ွယ်မိကအခင်းလေးတစ်ခုနဲ့အစင်ပြေသလိုချက်သိမ့်ထားတာကိုမြန်လိုက်ရတယ်ကလေးစီမှာလည်းမှတ်ချင်တွေကအပြည့်ပဲကတ်ခဲနေတယ် မမုံဟာမြင်းလေးအတွက်ရင်နှီးရပြီးအပြည့်ပွေ့ချီတော့ညာနေတော့ငမုံကိုမြင်ကုန်ကြတယ်။တမီးညာနှင့်ငမုံကတမီးရဲ့လို့ခေါ်လိုက်ပေမဲ့ညာနှင်းကလုံးဝမထူဘူး။သူ့ရဲ့အလုရှင်တွေကိုတော့တောင်းပန်ပြီးပြန်လော့တယ်။ယောက်ျားတွေလည်းမချေမချမ်းဖြစ်ပေမဲ့ညာနှင်းကတောင်းပန်လို့မကတောင်းပန်တော့ပြန်ကုန်ကြတယ်။ညာနှင်းကအေးဆက်ဆက်မျက်နှာထားနဲ့သူ့အဖေငမုံစီကိုရောက်လာတယ်။ပြီးတော့ရှင်တို့လင်များကြောင့် ကျမဘွားကျမအသက်အလုံးစုံပြည့်စည်ခဲ့ရပြီအခုကျမရှင်တို့ရဲ့တမင်မဟုတ်တော့ဒါကြောင့်အစားလိုချင်နေဆိုရင်ဒီကလေးကိုမွေးစားဖို့ခေါ်သွားလေပါတမီးဒီကလေးကနင်းချမ်းမျိုးကမြို့ပါရဲ့သေးသားပဲကလေးကိုကောင်းစားစေချင်နေဆိုရင်တော့သူ့အဖေကိုလိုက်ရှာပေးလိုက်ပါ အမှတ်အသားဖြစ်ကလေးလက်ပြီးမှဆွဲပေးထားတဲ့ဆဲကျိုးလေးကိုပြလိုက်ပေါ့ညာနင်းကပြောပြရနဲ့ထွက်သွားတယ်တမီးညာနင်း မောင်တရားကိုမြင်းလို့ပွေ့ချင်တမင်းရေလို့လှမ်းခေါ်ပြီမဲ့ညာနေကတော့လုံးဝလှည့်မကြည့်ခဲ့ဘူးအိန္ဒိယဆက်ပြီးတော့ညာနေဟာအခုချိန်ထိကိုမတွေ့ရတော့ပဲပျောက်ဆုံးသွားခဲ့တယ်ဒါကတော့ခမည်းတော်သိကျင်ကြတဲ့ဘာကြီးမုံအကြောင်းပဲဆက်ပြောရမယ်ဆိုရင်တော့ဘာကြီးမုံဟာမကြေးအောင်ရဲ့အဖေကိုရှာဖွေပေးဖို့အတွက်ဒီမြို့ကိုရောက်လာခဲ့တယ်ဆဲကျိုးလေးကိုပြပေမဲ့တစ်ဖက်ကလက်မခံအောင်အသေးဖြစ်တယ်ဆိုပြီး သူတပည့်တွေနဲ့ဘာကြီးမုံတို့မြင်းဖို့ဝါရဲကြတယ်။တန်ရရင်းနဲ့ဘာကြီးမုံဟာမိဘမဲ့သွားရတဲ့မြင်းလေးအတွက်ကမခံစားနိုင်အောင်ပဲရင်းနဲ့ခြေခွဲခဲ့ရတယ်။ဒီကြတဲ့မကြီးအိုလေးကကန့်ဆိုးပြန်တော့အသက်၅နှစ်မှာအပြင်းပြရာကနေမျက်စိကွယ်သွားခဲ့ရတယ်။နှစ်နှစ်လောက်ရှိတာတွေရောင်းချပြီးတော့စိတ်ကူးပေမဲ့ပြန်လည်းမကောင်းတော့ဘူး။အဲ့ဒီအချိန်မှာဘာကြီးမုံရဲ့အသက်က60ကျော်80နားကပ်နေပြီ။မြင်းမလေးကိုအာတော်ခေါ်ဆိုင်တဲ့လုံကျွေးဘူးကလည်းမစွမ်းသာတော့ဘူး။ ဒါနဲ့သူ့မှာရှိတဲ့နောက်ဆုံးလက်ချံပစ္စည်းတွေကိုထုတ်ခွဲရောင်းချပြီးတော့မြို့အောင်အဲ့ဒီနေရာမှာအဟောင်းဆောင်လေးတဲလိုက်တယ်။ဘာကြီးမောင်ကစေတနာသိပ်ကောင်းတယ်။မိဘမဲ့ကလေးတွေကိုသူ့စီမှာခေါ်ယူဝင်းစားတယ်လေ။သူ့လျှောက်ဖွေလို့ရသည်မောင်လည်းကလေးတွေဆိုသူ့ဆွမ်းသည်မဖြည့်စီပေးပြီးပြောင်းအောင်ထားပေးတယ်။ဒါကတော့အခုလက်ရှိအထိဘာကြီးမောင်နဲ့ပတ်သက်တဲ့အကြောင်းပဲ။စိတ်ဝင်စားစရာလည်းကောင်းသလိုစိတ်မကောင်းဖြစ်စရာတနာစရာလည်းကောင်းတာအကြ။ ဥပါထွာပြောလိုက်တယ်။တန်တော်ကမကြီးုံလေးကတော့အားလုံးထဲမှာတနာစရာအကောင်းဆုံးပဲ။တန်တော်ကြီးကမကြီးုံကိုတကယ်တနာနေတယ်ဟဲ့။မင်းကောင်ကမကြီးုံလေးရဲ့အဖေကဒီမျိုးကမြို့ပိုင်ဆိုတော့အခုလက်ရှိကလည်းသူပဲလား။အခုလက်ရှိကဥသစ်တယ်။မကြီးမုံရဲ့အဖေကဥထိန်ဝင်းနဲ့မြို့ပိုင်ဘွားနဲ့အနားယူပြီးတော့နေရာရှင်ကြီးဖြစ်နေထိုင်နေတယ်။အော်ဒါနဲ့ကမြင့်ဟုတ်ကဲ့ထောင်ကြီး ကျုပ်နားမလဲတာတခုတော့ရှိတယ်။ဘာများလဲဗျ။ဘာလဲဆိုတော့ကွာ။မကြီးုံလေးရဲ့အမေမမြနေရဖြစ်တဲ့စားအလောက်ကိုလုံနေပါရဲ့နဲ့မြို့ပိုင်ဥထိန်ဝင်းတော်မှကြီးုံလေးရဲ့အဖေပါလို့အတိအလဲဘာလို့ပြောရတာလဲ။ဥပါတို့ရဲ့စကားအစုံမှာတော့ကံမြင့်က၆ကက်ကက်ကြီးလိုက်တယ်။ကံမြင့်မိကြီးပုံကတမျိုးပဲ။အချောင်းတို့ရှိမထင်နဲ့။အဲ့ဒီရဘသူမှမသိသေးတဲ့လှုပ်ဝဲချက်တစ်ခုပဲဗျ။ ရုပ်စွာအစောဘာကြီးမုံတော့မသိသေးတဲ့အရာပေါ့ဘလို့လျှော့ဝှက်ချက်လဲမင်းကောင်တို့စိတ်ဝင်စားလုံးလို့မေကွန်ထုတ်မိကြတယ်ညာနေမျိုးစီကိုရောက်တဲ့အချိန်မှာသူ့ကိုမိဘအရင်လိုစောင့်ရှောက်ပေးတဲ့ထမင်းရောင်နဲ့လင်များစီကိုရောက်ခဲ့တယ်အဲ့ဒီမှာမြို့ပမင်းဖြစ်လို့ဖြစ်ခဲ့ဦးထင်ဝင်းရညာနေကိုတွေ့သွားတယ်အချိန်ချင်းလာရောက်ရင်ခင်မင်မှုကိုယူတယ်အချစ်ကိုယူတယ်ကာမကိုလည်းယူသွားတယ်နောက်ဆုံးညာနေမှာကိုဝင်ရှိနေချိန်ကျတော့ဦးထင်ဝင်းက ူရာတို့တက်မဲ့အရေးကိုထိခိုက်လာမှာဆိုပြီးဘူးကညင်းတော့တာပဲညာနေရဲ့မိဘတွေကတရားစွဲဆိုဖို့တိုင်ကြတော့အသေးဖြတ်တယ်ဆိုပြီးတိုင်ကြချက်ပြောင်းခွင့်တယ်ပြီးတော့ညာဘက်ကြီးဆိုင်ကိုမိရှုလက်မြမြောက်ကိုတက်ပြစ်တယ်ညာနေကိုလည်းအဲ့ဒီညမှာပဲဖမ်းဆီးပြီးတော့ပြစ်တစားအဖြစ်ရောင်းချလိုက်တော့တာပါပဲဟာရုံမှလိုက်တာဒီလိုလူးလို့တော့ခေါ်ဖို့မသိတော့ပါလားအဲ့ဒီကနေနောက်ဆက်တဲ့ကိစ္စတွေရှိနေသေးတယ်ဘာတွေလဲ ဒေါ်မြာနေကဦးထင်ဝင်းလက်ချက်နဲ့တည်သွားရတယ်ဆိုတာဘလို့ဟုတ်တယ်ဘာကြီးမုံတို့မြေဖို့ရိုက်နဲ့လှော့လိုက်တဲ့အကြောင်းဒေါ်မြာနေကြတော့ဦးထင်ဝင်းအပေါ်မှာမုံတီးရင်းဆဲစိတ်ကပုံမခါသီးလာခဲ့တယ်ဒါကြောင့်မို့လို့ဒေါ်မြာနေကဦးထင်ဝင်းရဲ့အိမ်ကိုဝင်းပြီးလှုပ်ချင်မှုစူးစားတယ်ကမကောင်းလို့တော့ဦးထင်ဝင်းကဒေါ်မြာနေကိုဖမ်းမိသွားတယ်ဦးထင်ဝင်းကအဲ့ဒီအချိန်တော့မြို့ပိုင်ဆိုတော့လူသက်သမားရဲ့လို့ခေါင်းစင်တက်ပြီးနေရာမှာတည်းဒေါ်မြာနေကိုတနက်နဲ့ပြစ်တက်ခဲ့တယ် ဒီသတင်းကိုတော့ဖုံးကွယ်ထားလိုက်တော့ဒီကိစ္စကိုဘယ်သူမှမသိလိုက်ဘူးဒီကိစ္စကိုဘာကြီးမုံတို့တော့မှအခုထိမသိခဲ့ကြအောင်တော်တော့စိုးရွားလို့နေလူပါလားမင်းကောင်တို့ဥထိတ်ဝင်းဆိုတဲ့လူအပေါ်အတော်မုံတိရွန်ရှာမိကြတယ်ဒါနဲ့ဘာကြီးမုံတော့မသိဘူးဆိုတဲ့ဒီအကြောင်းတွေကိုခမရဘယ်လိုကြောက်များသိနေရတာလဲကြုံစုံစမ်းထားတဲ့အရာတွေမှုလို့ပဲခမရစုံစမ်းတယ်ခမရစုံတော့လားကြုံကစုံတော့မဟုတ်ပါဘူး ဒါပေမဲ့တန်ရုံးစင်တရားကြောင့်လက်တော့ပြောင်းမှုစ조사နေရဲ့သူဘာလို့ပြောချင်တာလဲကျုပ်ကိုဘာကြီးမောင်ငွေစားခဲ့တယ်မကြီးအောင်ကိုကျုံနှမလေးတယောက်တော့တန်ရုံးစင်ကြီးခဲ့ရတယ်မကြီးအောင်ရဲ့ဘွားကိုတီးရတော့မိဘမဲ့ကြီးတူဝင်မဲ့သူမကိုပို့ပြီးတနာခဲ့ရတယ်ဒါကြောင့်ကျုပ်ကလိုက်ပြီးစုံစမ်းနေခဲ့တာပေါ့ကိုကမြင့်မကြီးအောင်အတွက်ကိုခမရဘလို့ဖြစ်စေချင်ပြီလဲအရင်ကတော့မကြီးအောင်ကိုတမီးအဖြစ်လက်ခံပေးရပါပြီ ဒါပေမဲ့အခုတော့အဲ့ဒီလူရုပ်မှာအသေးသက်ချင်စိတ်ကလွဲလို့တခြားရှိမနေတော့ဘူး။ဘာကြောင့်လဲဆိုတော့ဒီလူကအခုလက်ရှိပါ တခြားသောမိမငယ်တယောက်။အိုးတယောက်မဟုတ်ဘူး။သုံးယောက်တီတီရောငွေနဲ့ပေါက်ပြီးအရယူထားတာဗျ။အဲ့ဒီလိုအရယူမှုမှာကျုပ်အတီတီကလင်းရှိများတယောက်လဲပါတယ်။လင်းဖြစ်သူကတော့သူ့လိုတက်လို့ထောင်နှန်းဆန်သွားရပြီ။ဦးထိန်ဝင်းကသူ့မယောင်သူ့လင်းလှန်နဲ့ထိုးလုသွားခဲ့တာ။ဒီလူရုပ်မှာကိုစုံမဖို့အတွက် ကျုပ်တို့ခမရအောင်ကုညီနိုင်မယ်ဆိုရင်လည်းကုညီပါမယ်ကိုကံမြဲ့ခမရတော့ဘယ်လိုကုညီနိုင်မှလဲကျုပ်ကအဲ့ဒီလိုတက်ပြစ်ချင်တာဗျခမရသေးသေးချင်းတက်ပြီးမှပေါ့ဒီလိုလူတယောက်ကလောကမှာမရှိသင့်တဲ့လူဆိုတော့တက်ကိုတက်ပြစ်သင့်တဲ့လူတယောက်ပဲမဟုတ်ဘူးလားမင်းကောင်ကပြောလိုက်တယ်ဥပဒေါ်နဲ့တာနောတို့ကမင်းကောင်ကိုလှမ်းကြည့်ကြတယ်တာနောကမင်းကောင်ကိုဒစုံတစ်ခုလှမ်းပြောဖို့ရဟန်ပြန်လိုက်တယ်ဒါပေမဲ့လေဥပဒေါ်ကတာနောကိုတားမြစ်လိုက်လေ ညနေတဲ့အချိန်မှာတော့မီးတွေထိန်ကြီးနေတဲ့လူကုန်တဲ့အိမ်ကြီးစီကိုမင်းကောင်တဲ့ကံမြင့်တို့ညနေဖုန်းနေကိုစီတက်လို့ချင့်ကပ်လာခဲ့တယ်။မြို့ပိုင်အဟောင်းဆိုတော့ပလက်အနှဲငယ်အဆောင်ချက်ရှိနေတယ်။မင်းကောင်ကခြံကြီးရဲ့အခြေအနေကိုမသိတော့ကံမြင့်ဥဆောင်ရအတိုင်းသွားရတယ်။ဟေးဘာလို့လဲ။ရုတ်တရက်ထိမက်မထားပဲအဆောင်၃ရက်နဲ့ဖက်ပေးတိုးလို့ကံမြင့်ကလူကြုံသွားလို့အဆောင်နေရဲ့လှည့်တစ်ပြက်ဖမ်းဆီးတာကိုခံလိုက်ရတယ်။ မင်းကောင်ကတော့ချက်ချင်းပြက်လဲတိုက်ခိုက်တယ်။စုညာတန်တွေကြောင့်အခြားနေရာတွေကအဆောက်နေပါစုဝေးရောက်ရှိလာခဲ့တယ်။တက်ခတ်မှုတွေဖြစ်ကြရလဲပြီ။မင်းကောင်ကသူ့မူဟန်အတားအလေးမြတ်တိုက်ခိုက်ပြီးတော့ရှောင်းနဲ့တိမ့်နဲ့ခုံနဲ့ကန့်နေ။မင်းကောင်ကလူလေး၅ယောက်တိုက်ခိုက်တာတော့မရမှတစ်ဖက်ကတိလာတယ်။ဒဏ်ရာတစ်ချက်ရပြီ။လဲနေသူတွေလည်း၃လျောက်မကတော့ဘူး။ဟေ့ကောင်ဒီရက်လိုက်စမ်း။မရရင်ဒီကောင်ကိုဒီမှာတွေ့လား။ ကံမြို့ကိုတနက်နက်ထောက်ပြီးမင်းကောင်ကိုအကျက်ရိုက်လိုက်ပြီမင်းကလှုပ်ရှားမှုထပ်ပြီးလှုပ်လိုက်ရင်တကယ်ပြစ်မဲ့အသွင်ရှိနေတယ်ကောင်းပြီလေမင်းကောင်ဓာတ်ကိုချပြီးတော့အဖမ်းခံလိုက်တယ်သူတို့နှစ်ယောက်ကိုကျိုးနဲ့တုတ်ပြီးတော့အိမ်ထဲကိုခေါ်ဆောင်သွားတယ်အင်ကြီးတွေရောက်တော့ဦးထင်ဝေကထိုင်ကုန်တလုံးမှမဲမဲကြီးထိုင်ပြီဘယ်ကကောင်းနေလဲပုံစံကြည့်ရတာတော့တာမန်တခိုးတယ်မဟုတ်ဘူးလူသက်သမားတွေဖြစ်ဖို့များတယ်ညနေပုံချွတ်ချစ်စမ်းကွာ မင်းအောင်နှုတ်ကိုမျက်နှာဖို့ချွတ်လိုက်တော့ဟင်မင်းမင်းကဦးထိန်ဝင်းဟာကံမြင့်ကိုမြင်တော့ဘလူးတပတ်တကောင်ကိုမြင်ရတဲ့လားကံမြင့်ကတော့ဦးထိန်ဝင်းရဲ့မျက်နှာကိုစစ်စစ်ကြည့်ပြီးဟက်ဟက်ပက်ပက်ရှိလိုက်တယ်ဘယ်လိုလဲကျုပ်ကိုအသားအဖြစ်လက်မခံခဲ့တဲ့ခမကြီးအခုတော့ဘယ်လိုလဲကျုပ်အဲ့ဒီတော့ပြောခဲ့တယ်လေအကြောက်တရားခမကြီးအများနဲ့ချင်းချောက်နေလိမ့်မယ်ဆိုတော့ခမကြီးမှတ်ကောမှတ်မိသလား ီတစ်ခါခမားစီကိုကြောက်ရောက်လာခဲ့တယ်ဆိုတာအရင်တစ်ခါလိုတားတယောက်ဖြစ်နေမဟုတ်ဘူးနော်ဦးထက်ဝင်းကမင်းရဲ့စကားတွေအပေါ်မှာမင်းကမျက်စိလဲသွားတယ်ကမင်းမင်းတို့ကကျုပ်တို့ကတားဖားတွေပဲကိုမင်းကကျုပ်လည်းမကြည့်အောင်လို့ပဲကျုပ်နဲ့မကြည့်အောင်ကအဖေတို့အမေခွဲမောင်နှမတွေကျုပ်တားတယောက်ဖြစ်နေဒီလူကြီးစီကိုလာခဲ့တယ်ဒီလူကြီးကညှင်းဆန်တယ်ရိုက်ပေါ်လွတ်တယ်အခုဒီလူကြီးရဲ့တားဖြစ်နေကျုပ်လာခဲ့တာမဟုတ်ဘူး ဒီလူကြီးရဲ့တဲ့မင်းအဖြစ်နဲ့ကျုပ်ကလာခဲ့တာပဲကံမြင့်တောသားလေးမင်းဟာတိတ်ကိုရည်စရာကောင်းတာပဲကွမင်းတို့အသားအဖြစ်လက်မခံတာနဲ့ပဲငါ့ကိုမင်းဟာတက်မယ်ပေါ့ဟုတ်လားရည်စရာကောင်းလိုက်တာကွကျုပ်အတွက်နဲ့ခမရကိုတက်မှာမဟုတ်ဘူးဘာကြီးမုံနဲ့မကြီးုံတို့အတွက်ခမရကိုကျုပ်ကတက်ချင်တာဘာဘာကြီးမုံနဲ့မကြီးုံအဲ့ဒါဘယ်သူတွေလဲတို့ငါမသိဘူး ခမရပြုတ်သူဆိုတော့ဘန်ဘတ်မိပါမလဲဗျာလုံခဲ့တဲ့စနစ်ကျော်ကခမရရရဆက်ဆက်ရိုက်ပေါ်လွတ်လိုက်တဲ့မြေအဖိုးမကြည့်အောင်ဆိုတာခမရကြောင့်ပြစ်တဲ့စာဘွားကိုရောက်သွားခဲ့ရတဲ့ဒေါမြနှင်းရဲ့တမိပဲခမရကိုယ်ကတနက်နဲ့ပြစ်ခတ်တက်ဖြတ်လိုက်တဲ့ဒေါမြနှင်းကိုတော့ခမရမမဲလောက်ဘူးလို့ကြောက်ထင်တယ်မြတ်မြတ်နှင်းခမရအကုန်မှတ်မိသွားပြီထင်တယ်ငါအကုန်မှတ်မိပြီ မှတ်မိတယ်ဆိုရင်တော့ခမိုင်းသိပြီးတော့ပြောပြီးတာနဲ့ဘယ်အချိန်ကလေးကကျိုးကိုဖြီထားပြီးမှမသိတဲ့ကံမြဟာဥထိန်လေးစီကိုခုံဝင်ပြီးတက်ခတ်လာတယ်။ဥထိန်လေးကအလန့်တကြားနဲ့အနောက်ကိုဆုပ်လိုက်တယ်လို့နဘေးမှာရှိတဲ့ဥထိန်လေးဘက်ကလူတွေကလည်းကံမြင့်ကိုဝင်ရောက်တက်ခတ်ကြတယ်။မင်းကောက်လည်းကျုပ်တို့ထားရက်ကနဲ့ခုံထားလိုက်တယ်။လူတရက်လောက်ကိုမြှောက်တက်ပြီးတော့ပြန်ကျလာတဲ့အချိန်မှာတော့ဤစရာကသူတို့ကိုအချိန်နဲ့ဟွက်ခံကြတယ်။အဲ့တွင်ထဲမှာတက်ဝဲတစ်ခုဖြစ်ပေါ်လာပြီး အခြေအနေကရွံ့ရွံ့တဲတဲနဲ့အာလုံးရှုပ်ထွေးကုန်တယ်။မင်းကောင်ကတော့အနည်းဝင်းကျင်ကလူတိုင်းကိုတစ်ချက်တစ်တစ်ချက်လဲအောင်တိုက်ခိုက်နေတယ်။အတော်များများလဲလဲကုန်ပြီးတော့ပြတ်မထနိုင်တော့ဘူး။ဒီလိုဖြစ်နေတဲ့အချိန်မှာပဲရုတ်တရက်ထွက်ပေါ်လာတဲ့တနတ်တန်ကံမြတယောက်ရင်ဘတ်ပွင့်ထက်ပြီးခွေကနဲ့လဲကျသွားခဲ့တယ်။တနတ်ပြစ်သူကဥထိန်ဝင်းငါ့ရဲ့အသက်ကိုရန်ရှာလာရင်တော့တားလဲရန်သူအဖေလဲရန်သူပဲ။ဥထိန်ဝင်းရဲ့နှုတ်ကနေအယူတယောက်လုံးရေရွတ်လိုက်တယ်။ မင်းကောင်ကကံမြင့်စီကိုပြစ်ခုမလိုက်တယ်။ကံမြင့်မင်းကောင်ကံမြင့်စီကိုရောက်ပြီးပွင့်မလို့ကျင်တဲ့အချိန်ဦးထက်ဝဲရဲ့တနက်ပြောင်းဝကမင်းကောင်စီကိုဒီချိန်လေကိုခွင့်မြုပ်လွက်ပြန်လာတဲ့ဓမြောင်တစ်ချောင်းဒီဓမြောင်ကဦးထင်ဝင်းရဲ့ရင်ပုံနှလုံးနေရာကိုတဆုံဆိုင်ဝင်သွားခဲ့တယ်။ဦးထင်ဝင်းစီကညီးသွားတဲ့သူ့ရဲ့ဘက်ကဆိုက်နေတဲ့ဓာတ်ကိုမယုံသင်္ကန်းနဲ့ချိန်နေတယ်။ပြီးတော့အလော်အမဲ၆၆ပေါပုံရပြီးမြပြိုးဆန်ပြဖြစ်ဒူးထောက်လဲကျသွားခဲ့တယ် ပြီးတော့နောက်ဆုံးခွန်အောက်ကိုစုစည်းမင်းငောင်စီကိုတက်နက်ထိုးချင်လိုက်တယ်။နောက်ထပ်လွင့်ပြန်လာတဲ့ဓမြောင်တစ်ချောင်းဒီဓမြောင်ကတော့ဥထင်ဝင်းရဲ့မျက်စိအနားနဲ့ခေါင်းထဲကိုထိုးဝင်ဆိုက်သွားခဲ့တယ်။ဥထင်ဝင်းမချီမဆက်ညီးသွားလို့အရှိကိုဟတ်ထိုးလဲကျသွားခဲ့တယ်။မင်းငောင်မင်းကိုထိခိုက်မိသေးလား။မင်းငောင်ရဲ့အနောက်ကိုရောက်လာတဲ့တာနောနဲ့ဥပါတူမင်းငောင်ကခေါင်းကိုရမ်းခါပြလိုက်တယ်။ပြီးတော့ ကံမျက်စီကိုစိတ်မကောင်းခြင်းများစွာနဲ့ကြည်လိုက်မိတယ်။နောက်တနေ့မနက်လင်းတဲ့အချိန်မှာတော့မြို့တစ်မြို့လုံးမြို့ပါမင်းအဟောင်းဖြစ်သူဦးထေဝေရအိမ်ကြီးမီးလောင်ပြီးလူတွေလည်းတည်ဆုံနေတဲ့အကြောင်းကိုပြောဆိုနေကြတယ်။ဒီလိုအချိန်မှာတော့မြို့စုဘက်ကတဲစုလေးစီမှာအသက်ဝိညာဉ်ကိမဲ့နေတဲ့ကံမျက်ရဲ့အလောင်းနဲ့နဘေးနားမှာတော့တမိုးကြီးလက်ဝတ်ရတနာတွေပတ်ဝန်းနဲ့အထောက်တထောက်အဲ့ဒီအင်းနားမှာဘာကြီးမုံနဲ့မကြီးအောင်တို့ကမြေရီတွေနဲ့ရှိနေကြတယ် ။ဗာကြီးမုံရဲ့လက်ထဲမှာတော့ကံမြင့်ရဲ့အလောင်းစီရနဲ့ရရှိတဲ့စာလေးတစ်စောင်ကိုကင်ဆောင်ထားပါတယ်။ပရိသတ်များရှေ့စောရမင်းကောင်နဲ့ဗာကြီးမုံနဲ့မကြီးအောင်ဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပဲတင်ရှိသလို။စာရေးဆရာထမန်တောင်ကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှေ့။ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်း၊ပျော်ရွှင်ခြင်း၊ကျမ်းမာခြင်းတွေကို အစင်သာဝရပိုက်ဆိုင်နိုင်ကြပါစေရှင်